ိုင်းနိုင်ငံကန်ချနဘူရီပြည်နယ်အတွင်းအထောက်ထားမဲ့မြန်မာနိုင်ငံသားများထိုင်းအနာပိုင်များရဲ့ဖမ်းဆီးခံရပြန်ကြောင်းထိုင်းနိုင်ငံဘက်မှလာတဲ့သတင်းများရသိရပါတယ်။အော်တိုဘလ21ရက်နေ့ညပိုင်းကကန်ချနဘူရီပြည်နယ်ထောင်ဖာဖော်မြို့နယ်ပန်ဖူပရာဒူကျွာနီအဝေးပြေးလမ်းမပေါ်မှာထောက်ထားမိမြန်မာနိုင်ငံသားများတည်ဆောင်လာတဲ့မော်တော်ယာဉ်တစ်စီးအားထိုင်းရဲတပ်ဖွဲ့မှလိုက်လံဖမ်းဆီးခဲ့ရာအဲ့ဒီမော်တော်ယာဉ်မှာလမ်းဝှက်တနေရာမှာလမ်းမရှိတဲ့တိုင်အားဝင်ရောက်တိုက်မိကရက်တံသွားပြီးရှင်မောင်းဖြစ်သူမှအခင်ဖြစ်ရာအနီးရှိတောအုပ်ထဲသို့ဝင်ရောက်ထွက်ပြေးသွားပါတယ်။ ၎င်းမော်တော်ယာဉ်အားထိုင်းရဲတပ်ဖွဲ့မှစစ်ဆေးခဲ့ရာရင်းအတွင်းထောက်ထားမဲ့မြန်မာနိုင်ငံသားအမျိုးသား9ဦးနဲ့အမျိုးသမီး10ဦးတို့အားတွေ့ရှိဖမ်းဆီးခဲ့တဲ့အပြင်လောင်နိုင်ငံသူတဦးကိုလည်းဖမ်းဆီးရမိခဲ့ကြောင်းထိုင်းသတင်းများကဆိုထားပါသည်။၎င်းတို့အားဘာသာပြန်များမှတဆင့်စစ်ဆေးမှုများလွတ်ဆောင်ခဲ့ရာအထောက်ထားမဲ့မြန်မာနိုင်ငံသားများမှရန်ကုန်နဲ့မန္တလေးမြို့များမှဖြစ်ပြီးထိုင်းနိုင်ငံအတွင်းအလုလုကန်ရန်ထိုင်းမြန်မာနေဆက်ဖျားသောစုဒေသမှထိုင်းနိုင်ငံအတွင်းသို့ပွဲဆောင်များရဲ့လက်ညှိုးမှုများနဲ့ ဝင်ရောက်လာခဲ့ကြကြောင်းနဲ့ပွဲစားကားအဖြစ်တအူးလင်းထိုင်းပန်းငွေ15000မှ25000ဘတ်အထိပြည့်ချခဲ့ရကြောင်းကိုစစ်ဆေးပုတ်ပုတ်ထားကြောင်းထိုင်းသတင်းများ၏ဖော်ပြချက်များရသိရပါသည်။အလားတူအော်တိုဘလ22ရက်နေ့ကလည်းထိုင်းနိုင်ငံကက်ချက်နပူရီပြည်နယ်ကက်ချက်ပူရီမြို့နယ်အဝေးပြေးလမ်းမှာမတင်ကားပွဲရမော်တော်ယာဉ်တစ်စီးအားထိုင်းရနာပိုင်များမှရတက်စစ်ဆေးမှုများလှုပ်ဆောင်ခဲ့ရာရင်းမော်ရင်းရင်းမောင်းဖြစ်သူမြန်မာနိုင်ငံသားအပြင်ထောက်ထားမဲ့မြန်မာနိုင်ငံသားအမျိုးသား၉ဦးအားစစ်ဆေးတွေ့ရှိခဲ့ရကြောင်းထိုင်းနိုင်ငံဘက်မှလာတဲ့သတင်းများရသိရပါသည်။ ်သက်ဆိုင်ရာကရေမောဖြစ်သူအားစစ်ဆေးခဲ့ရာထိုးထောက်ထားမိမြန်မာနိုင်ငံသား9ဦးအားတအုပ်လျင်ထိုင်းဘက်ဝင်900နဲ့ချုံမူရီခရိုင်သို့ပို့ဆောင်ရန်ခေါ်ဆောင်လာစဉ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းထွက်ဆိုချက်ပေးထားကြောင်းနဲ့အထောက်ထားမိမြန်မာနိုင်ငံသားများမှလည်းတနိုင်ငံတွင်းသို့ရေလံကုန်လမ်းများနဲ့ဝင်ရောက်လာခဲ့ကြောင်းနဲ့ပွဲစားကားဖြင့်တအုပ်လျင်ဘတ်2000နှုန်းပေးစီထားရကြောင်းကိုဝေခံထွက်ဆိုချက်ပေးထားကြောင်းထိုင်းသတင်းများကဆိုထားကြပါသည်။ ထိုထောက်ထားမဲ့မြန်မာနိုင်ငံသားကိုနဲ့ရင်မောင်းဖြစ်သူမြန်မာနိုင်ငံသားတဦးတို့အားကန်စတန်ဘူရီမြို့မှာရေစကန်မှာဖမ်းဆီးထိန်းသိမ်းထားပြီးထိုင်းဥပဒေများအရယူသွားမှာဖြစ်ကြောင်းလည်းသိရပါဗျာ။